ခုဒီဗီဒီယိုထဲမှာကျွန်မကဘဝမှာအောင်မြင်ဖို့အတွက်အရေးကြီးဆုံးအချက်၃ချက်အကြောင်းကိုပြောပြမယ်။ဆိုတော့ဒီအချက်၃ချက်ကအရေးကြီးဆုံးလည်းဖြစ်တယ်၊အရေးရှိဆုံးလည်းဖြစ်တယ်၊လူတိုင်းလည်းအကြောက်ဘူးဆုံးအချက်တွေဖြစ်ကြတယ်။ဒါပေမဲ့ကျွန်မတို့လူတွေရဲ့မသိစိတ်ကကြတော့ဟိုခက်ခဲတယ်လို့သူတို့ကသတ်မှတ်ထားတဲ့အခါကျမှအော်ခက်ခဲလို့ငါကမလုံနိုင်တာငါကမှအောင်မြင်တာဆိုတော့ သူတို့ရဲ့ဒီအစွဲကိုရှိကျင်တဲ့ခါကျတော့ဒီအချက်သုံးချက်ကိုသတိမပြုမိကြဘူးပေါ့နော်အာတခြားဟိုအောင်မကြီးတွေဘာတွေလောရမယ်ဘလို့လောရမယ်ဆိုတော့ခက်ခဲတဲ့ဟာတွေနောက်ကိုပဲလိုက်ကြတာအဲ့လိုလိုက်တဲ့ခါကျမှပဲကိုကမအောင်မြင်တဲ့ခါမှာဩအောင်မြင်ဖို့အတွက်ကဒီလိုဒီလိုခက်ခဲတဲ့အချက်တွေရှိတဲ့အတွက်ကြောင့်ငါတို့မအောင်မြင်တာဆိုတော့ငုကုတ်ကိုကိုပြန်ပြီးတော့မှဖြေသိမ့်တာပေါ့နော်ဆိုတော့အဲ့လိုမဟုတ်ဖ ೇನೆ ဒါဆိုရင်ဘာတွေလဲအဓိကရိုးရှင်းဆုံးအရေးကြီးတဲ့အချက်သုံးချက်ကဘာတွေလဲဆိုတော့ကျမတို့အမြဲတမ်းကြားဘူးနေရဲ့ကံညာဝိရိယဆိုတဲ့ အဲ့သုံးခုပဲဆိုတော့ကံဆိုတာကကြတော့ဘာလဲဆိုတော့ဒီမှာဆိုရင်ပြောချင်တာကအတိတ်ကံပေါ့နော်ဆိုကိုယ့်ရဲ့အတိတ်တုန်းကကံကဘယ်လောက်ထိကောင်းတယ်လဲတချို့တွေရှိကြတယ်လူတယောက်ရဲ့နဲ့တယောက်ရဲ့ကံကမတူကြဘူးမတူတဲ့အတွက်ကြောင့်သာပဲဟိုမွေးကလေးကကိုမတူတာပေါ့နော်တချို့တွေဆိုရင်အဲချမ်းသာတဲ့မိဘမှာမွေးလာကြတယ်တချို့တွေကဆင်းရဲတဲ့မိဘမှာမွေးလာတယ်တချို့တွေကပညာတက်တဲ့မိဘတချို့တွေကပညာမတက်တဲ့မိဘပေါ့နော်အဲ့လိုမျိုးမွေးလာတဲ့ခါကျတော့ဟိုစကလေးကကိုလူတွေကစမှတ်ကမတူကြဘူးဒါဒီအတိတ်ကံရဲ့ လွှမ်းမိုးမှုဖြစ်တယ်။နောက်အချို့ကကြတော့အတိတ်ကံကောင်းတဲ့အခါမှာကိုယ့်ဘက်ကစူးစမ်းအထုံးမှုလေးနည်းနည်းနဲ့ပဲသူလှုပ်လိုက်တာနဲ့ကိုအဆင်ပြေသွားတာရှိတယ်ပေါ့နော်။ဆိုတော့ဘဝမှာအောင်မြင်ဖို့အတွက်ကဥမာဒီ၃ခုပေါ့နော်။၃ခုကအာဒီအချို့ကြပေါက်ဆက်နေတာပေါ့။ မတချို့ကံလေးရနည်းနည်းကောင်းမယ်ပေါ့ကံကားကြတော့ကိုယ့်ရဲ့အတိတ်ကံက90ရာခိုင်နှုန်းလောက်ကိုကကောင်းနေမယ်ဆိုရင်ကိုယ့်ရဲ့ဒီဂျန်တဲ့အချက်နှစ်ခုဖြစ်တဲ့ထောက်တိုင်လိုပဲပြောမယ်ပေါ့နှစ်ခုဖြစ်တဲ့ဒီဝိရိယရဲ့ဉာဏ်ရဲ့အကြတော့အဲ90သူတို့နှစ်ခုပေါင်းရင်90ရာခိုင်နှုန်းပဲကိုကအာထုတ်ဖို့ပဲလိုတော့တယ်ပေါ့နော်ဆိုတော့ကံရွေးဟိုကတချို့လုံးဝကြီးကံမကောင်းတဲ့သူပေါ့နော်ကံကမျက်နှာသာမပေးတဲ့သူဆိုရင်ဘာကသွားပြီးတော့ဘယ်ဟိုကိုကဘယ်ဟာကိုအသွားပြီးတော့ အားပြုရမလဲဆိုရင်ဉာဏ်နဲ့ဝိရိယဆိုတဲ့ထောက်တိုင်တစ်ခုကိုအားပြုရမယ်။အဲ့ထဲမှာမှမှကိုကဉာဏ်တိတ်မကောင်းတဲ့သူဆိုရင်ဝိရိယက100%စိုက်ထုတ်ရမလားပေါ့နော်။တယောက်နဲ့တယောက်ကလည်းပဲဒါဉာဏ်ရည်ချင်းကမတူကြဘူး။ခုနကကံဆိုတာကတစ်ခုပေါ့နော်။အတိတ်ကံဆိုတာကလည်းပဲတယောက်နဲ့တယောက်မတူဘူး။ကံဆိုတာလည်းရှိတယ်။ကံကောင်းတယ်ဆိုရင်ကံကောင်းတဲ့သူကအတိတ်ကံအကျိုးပေးတယ်ဆိုရင်သူများလောက်ကြီးစူးစမ်းစရာမလိုဝဲနဲ့သူကဒီဟာလေးတစ်ခုလုံးလိုက်တယ်၊စီးပွားရေးတစ်ခုလုံးလိုက်တယ်ဖြစ်ထွန်းသွားတယ်ပေါ့နော်။ဆိုတော့ဉာဏ်ဆိုတာကကြတော့ဘာလို့ 表达的时候，你。 အမှန်အမှားကိုပေါ့ဝေဖန်ပိုင်းခြားသိမြင်နိုင်တဲ့အရာကိုပြောတာပေါ့နော်အဲ့လိုဆိုညံကတချို့တွေညံကောင်းတာနဲ့ညံအန်တုံးတာနဲ့ဒါမျိုးဒါမျိုးတွေလည်းပဲဒါအပါအဝင်ပေါ့နော်ဘလို့ပဲဖြစ်ဖြစ်တော့ညံပို့ပြီးတော့မှကောင်းတဲ့သူကပို့ပြီးတော့မှလိလာတာပုံမြင်မယ်မြင်တဲ့အတွက်ကြောင့်နည်းနည်းညံထိုင်းတဲ့သူထက်တော့သူကပို့ပြီးတော့ရှေ့ရှေ့ရောက်မယ်ပေါ့ဒါဒီလည်းပဲဟိုပါဝင်တဲ့အချက်ပေါ့နောက်တစ်ခုကကြတော့ညံဆိုဒီမှာဒါပညာနဲ့လည်းဆိုင်တာပေါ့နော်ကိုကဘလောက်ထိအဲလိလာထားတယ်လဲကို့မှာဒီဟာကိုလှုပ်ဖို့ မှစီးပွားရေးတစ်ခုလုပ်မယ်ဆိုအဲစီးပွားရေးနဲ့ပတ်သက်ပြီးတော့သူဘယ်လောက်ထိလေးလာထားတယ်လဲလေးလာစီပူထားတယ်လဲသူရဲ့ပညာဘယ်လောက်ရှိတယ်လဲပြီးတော့လုပ်မယ်ဆိုရင်ကောဒီဟာကအကောင်းနဲ့မကောင်းဘူးဘယ်လိုမျိုးအကျိုးမြတ်ရမမြရဘူးလုပ်တဲ့နဲ့မလုပ်တဲ့မှုဆိုတာကော ဒီအမေအမကိုဝေဝေဖန်ပိုင်းချနိုင်တဲ့အသိဉာဏ်ပေါ့နော်အသိဉာဏ်ကဘယ်လောက်ထိမြင့်တယ်လဲတချို့တွေကတော့ကံကကောင်းနေဟုတ်တယ်ဝိရိယကလည်းကောင်းနေဒါပေမဲ့လည်းဉာဏ်မကောင်းဘူးပေါ့နော်ဉာဏ်မကောင်းမှုဆိုသူ့မှာဟိုအသိပညာနည်းတယ်ပေါ့ဒီဟာနဲ့ပတ်သက်တဲ့အသိပညာနည်းတယ်ပြီးတော့ဒီဟာကိုအာတစုထိုးလုပ်တယ်ပေါ့နော်ဒါကောင်းနေမကောင်းမှုဆိုတာကိုဝေဖန်မပိုင်းချဘဲနဲ့တိတ်တထောင်ဆိုတထောင်လုံးရင်းနှီးမြှုပ်နှံလိုက်တယ်အဲ့မှာဆုံရှုံသွားတယ်ဒါမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်ဒါဒီဉာဏ်နောက်တစ်ခေါက်ကျတော့ရိယပေါ့ရိ ီးရကတော့ဒါအားလုံးသိကြတဲ့အတိုင်းပဲစူးစမ်းအားထုတ်မှုပေါ့နော်လူတစ်ယောက်ကဘယ်လောက်ထိအဲဒီဒီဇိုင်းမဲ့မဲ့စူးစမ်းအားထုတ်မှုရှိတယ်လဲဆိုတာကသူဘယ်လောက်ထိအောင်မြင်သွားမလဲဆိုတာကိုဒါပံ့ပိုးပေးတာပဲဖြစ်တယ်။သုံးခုလုံးအချိုးကျအကပေါင်းဆက်နေရဆိုရင်တော့ကိုမကန်လေးကလည်းနည်းနည်းလေးကိုပံ့ပိုးပေးမယ်ကိုမလည်းပဲဒါအသိပညာဒီဒီအကြောင်းအရာနဲ့ပတ်သက်တဲ့အဲကိုလုံးမဲ့အကြောင်းအရာပေါ့နော်အားနဲ့ပတ်သက်တဲ့ဉာဏ်ပညာလည်းပဲရှိမယ်ပြီးတော့ဘလို့ဘလို့လို့ရင်ဘလို့ဘလို့ကောင်းနေဆိုတာကိုတစုထိုးကြီးမလုပ်ဖ င်းနေပေါ့နော်အကောင်းဆုံးကိုဝေဖန်ပိုင်းခြားတတ်တဲ့ဉာဏ်လေးလဲကောင်းမယ်ဘုသူတာလည်းပြည့်စုံမယ်ပေါ့နော်ပြီးတော့ကျူးကျူးဆဆရိယရှိရှိလေးလုပ်မယ်ဆိုရင်ဒါသူများတဲ့တော့အဲတာသွားမှာပဲပေါ့နော်ပြောချင်တာကဒါအောင်မြင်သွားမှာပဲဆိုတော့အကယ်၍ကံမကောင်းဘူးလားကိုကဒီဟာကိုတစ်ခါလေကြားရလူမှရှိရအချိန်ဆိုတာရှိတယ်ပေါ့နော်အဲအားကြောင့်လူကြီးကအများကြီးပြောကြတယ်ဒီကံအကျိုးပေးတဲ့အချိန်မှာ ဟိုရိယလေးအားစိုက်ပြီးတော့စူးစမ်းရတယ်ပေါ့နော်အဲ့လိုအဲ့လိုမျိုးအချိန်ရှိတယ်တခါတလေမှကံကမပေးလာတဲ့အချိန်တွေရှိတယ်အဲ့လိုအချိန်တွေမှာဆိုရင်လည်းကိုကအော်ကံမကောင်းမှုဆိုပြီးတော့ထိုင်နေလို့တော့မရဘူးအဲ့လိုအချိန်တွေမျိုးမှာကြာတော့ခုနကကျန်တဲ့ထောက်တိုင်းတစ်ခုပါဒီဟာပေါ့ဒီမကောင်းတဲ့ဟိုကံမပေးတဲ့ဟာအတွက်ကိုပို့ပြီးတော့မှအားစိုက်ရတာပေါ့နော်လေးလာအားထုတ်မှုတွေပို့လို့ရမယ်စူးစားအထုံးမှုတွေပို့လို့ရမယ်ဒီညံတဲ့ဝိရိယနဲ့ကိုပို့ပြီးတော့မှအားစိုက်ရမယ်ပေါ့အဲ့ဒီထဲမှာမှကိုက အခုနလိုညံကတိတ်မကောင်းမှုပေါ့နော်ညံညံမကောင်းမှုဆိုတာကကြာတော့ခုနကဒီအเจ้าမြအဲတခုနဲ့ပတ်သက်ပြီးတော့အရင်ထဲထဲဝင်ဝင်တိတ်တော့မသိဘူးအဲအဲ့ဒီအတွက်ကြောင့်ကိုကအာဘယ်ဟာကအဆင်ပြေလဲဘယ်ဟာအဆင်မပြေဘူးဆိုပြီးတော့တိတ်ပြီးတော့မှမပိုင်းခြားနိုင်ဘူးဆိုတော့ကျွန်တော်တို့ဒီရိဒီဝီရကိုပို့ပြီးတော့မှစိုက်ထုတ်ရမှာအဲ့လိုအခြေအနေမျိုးကြာတော့ဆိုတော့ အရိယာကိုစိုက်ထုတ်ပြီးတော့မှလေးလာရမယ်စီးပူးရမယ်အိုက်ကနေမှပို့ပြီးတော့သူများထက်တော့တည်ပြီးသားလူတဲ့တော့မတည်သေးရဲ့သူကပို့ပြီးတော့မှအားစိုက်ထုတ်ရတယ်ပေါ့နော်အဲ့တော့ဝရိယာကိုတရားရခိုင်နှုံးကဒီအလုပ်အတွဲအားစိုက်ရမှာလားဒါမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာလေးကိုကျွန်မဒါ sharing လုပ်ပေးရပါဒီအချက်၃ခုကိုပဲကျွန်မတို့အဲလိုက်နာမယ်ဆိုရင်မှတ်သားထားမယ်ဆိုရင်ဘဝမှာဘာပဲလုပ်လို့ဒါအောင်မြင်ဖို့အတွက်အထောက်ပံ့ဖြစ်မယ်လို့ကျွန်မယုံကြည်ပါတယ်ဆိုတော့ကျေးဇူးတင်ပါတယ်